်တော်တော်လုံးလူခဲ့တဲ့အလူထဲမှာတော်တော်လုံးလူခဲ့တဲ့အလူတိုင်းတော့အလူအမျိုးမျိုးတော့လုပ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဟိုအကြာကြီးတိုင်မရလဲဆိုတာမရှိပါဘူးဟုတ်ဘောလေးပေးလိုက်ကိုရီးယားကတော့ပြောပြကြတော့ဟွာလေညဉ့်ညင်လာလားဆိုတဲ့ဟာလေအဲ့ဒါကိုပြောပြကြတာအဲ့လိုအဲ့လိုဟာတာမျိုးညဉ့်ညင်လာလားနမ်းပြီးတော့ညဉ့်ညင်လာလားပြောတဲ့ဟာတာမျိုးနောက်တစ်မျိုးဘယ်လိုလုပ်လို့ရသေးလဲဆိုပြီးပြောကြရင်လည်း ဲ့ဒါလေးစဉ်းစားမိပြီးတော့လုံးပြသွားတယ် ါပါဒီတော့တော့မွေးငါပေါ့နော်အစာပြေပေါ့ဒီဒီကတော့တော့ဟိုဘယ်လိုပုံမှန်သမင်းလွတ်လွတ်မျိုးဖြစ်တာပေါ့နော်အဲ့တော့ဟိုဘယ်လိုပုံမှန်တနက်စာတနက်စာတော်တော်ပူလွန်သွားတာပေါ့အဲအဲ့အမျိုးကြတော့ကိုလည်းပူခဲ့တယ်ပေါ့အဓိကတော့နေကြီးအတွက်တက်ရှိတာများပေါ့နော်တက်ရှိဖို့စမ်းပါဖို့အခါကားကြောင့်တော့ပေါ့အဓိကတော့ဒီကဘေးကြီးတက်ရှိသွားနေပေါ့နော်ကျန်ရမှာချင်းရတော့တာနဲ့ပါးနာကြီးဖြစ်သွားလို့ကျွန်တော်တို့ကတော့ဒီကောင် ကျွန်တော်တို့ကအစစအရရာဟိုဘေးကအကုန်လုံးပေါ့ဗျာကျွန်တော်တို့ကဟိုဒီအဲ့လိုမကောင်းမင်မဲ့ကျွန်တော်တို့ကဟိုလိုမျိုးပဲပေါ့နော်ဒီဒီဟိုဒီဘယ်လိုပုံလဲဘေးမှာနေပြရတဲ့ကပ်ပြရသဘောမျိုးတွေပဲလေအဲ့အဲ့အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ကဟိုဘေးကနေပြရအဲ့လိုလိုအကုန်အကုန်လုံးလိုအပ်တာမှန်သမျှအကုန်လုံးရှိနေပြရတယ်လို့ဟုတ်အန်ဒီအော်လေးကျွန်တော်တို့က fill in the blank လို့ပဲပြောရမှာပေါ့ဗျာ quality အကုန်လုံးဖြည့်ပြရမယ်သူတွေပေါ့ဘယ်ဘယ်ဘယ်သူကမလုပ်ရမယ်ဆိုတာတက်ပေါ့လေ တော်တော်လုံးလူခဲ့တဲ့အလူထဲမှာတော်တော်လုံးလူခဲ့တဲ့အလူတိုင်းတော့အလူမျိုးမျိုးတော့လုခဲ့တယ်ပေါ့နော်။ဒါမဲ့ဟိုအကြာကြီးတိုင်မရတယ်ဆိုတာမရှိပါဘူး။ဟုတ်ကျွန်တော်အစောကြီးကလေးကပေးပြီးသွားတယ်မကြီး TV ကြည့်တဲ့အများတိုင်းညတိုင်းမကြီးက TV ကြည့်ရအောင်။ TV ထိုင်ကြည့်တဲ့အလူလေသာဆူဖာကြီးပေါ့နော်အဲ့လိုဟိုခြေတင်နဲ့အဲ့အဲ့အဲ့လေသာဆူဖာကြီးကိုအစောကြီးကလေးကလေးလေးပြေးလိုက်တာ။လေးပြေးလိုက်တာ။အဲ့တော့တော်တော်လေးဟိုလို အလုပ်လည်းမအားလို့လေမတင်ပြတာပဲဟုတ်ခင်ဗျာအဲ့လက်ဆောင်ကစိုက်တယ်စိုက်တယ်လားအဲမပြီးသေးဘူးလာအောင်ပါပေါ့ဟုတ်အများကြီးပဲဗျာမိတို့ကတော့လေကျွန်တော်တို့ညီကိုညားပုံမှာလေဖြည့်ဆည်းပေးရတယ်ကျွန်တော်တို့ညီကိုညားကလည်းမင်းရဲ့ဖြည့်ကိုဝယ်ပေးရတယ်အများကြီးပဲပြောရင်တော့ပုံမှာမဟုတ်ဘူးဘောက်လျှောက်ဟိုအပိုးနဲ့အပွားနဲ့နဲ့ပို့ပြီးတော့လောက်မှဟိုပို့ပို့ပြီးတော့လောက်မှသူကနေပြသေးတယ်လို့တော့မပြောအောင်ပါကျွန်တော်တို့ကအခုဒီ ရင်သွားလာရှိတယ်လို့လောက်လာရှိတယ်ဆိုတော့အဲ့တော့ဟိုဟိုအရင်ဆဲလဲပါပဲသူကတော့ကျွန်တော်တို့ဒီအသက်20ကျော်ကလေးကဟိုလုပ်ခဲ့တဲ့ဟာတွေပါတယ်ဟုတ်လာလာဖို့ညအားကြီးရှိတာဟုတ်ဘာလဲပြလိုက်ကိုရဲလေးရဲ့ကျွန်တော်ရဲ့သူရဲ့အဲတိုင်နေနဲ့ အဲ့ပလော်လေးကကြီးရတယ်တော့လို့ဆိုပြီးတော့အဲ့လိုလောက်အောင်ဆိုပြီးတော့အဲစဉ်းစားဖြစ်သွားတာကိုလေးအစတော့ကပြောပြကြတော့ဟိုကလေညဉ့်ညင်လာလားဆိုတဲ့ဟာလေအဲ့ဒါကိုပြောပြကြတာအဲ့လိုအဲ့လိုဟာတာမျိုးညဉ့်ညင်လာလားနမ်းပြီးတော့ညဉ့်ညင်လာလားပြောတဲ့ဟာတာမျိုးနောက်တစ်မျိုးဘယ်လိုလုပ်လို့ရသေးလဲဆိုပြီးတော့ပြောကြရင်လည်းအဲ့ဒါလေးစဉ်းစားမိပြီးတော့အဲ့လုပ်ပြသွားတာခုတော့မြန်မာမှာပါဟုတ်ကဲ့ကျွန်တော်အင်ဂျင်ဝတ်ထားတာကြည့်ရင်သိပါဘူးကျွန်တော်တို့ကတော့အထူးသဖြင့်ကျွန်တော်ကပေါ့နော်ကျွန်တော်လုံးဝလည်းကျွန်တော်အဖေမရအဲ့လိုမျိုး တော့ဖြစ်ပြီးရတာပဲဒီကွာအဲ့တော့ကိုကြောက်တော့မကုတ်တမိကြတော့မှအဲ့လိုမျိုးဟွာပြင်လို့မရတော့အဲ့တော့ဟိုအဲ့ခါမပူရင်သာနေရမယ်အဲ့ခါတော့ရောလို့မရဘူးပေါ့နော်အဲအဲ့လိုမျိုးသဘောမျိုးလေးပါတာပေါ့ပြီးတော့ကျွန်တော်တို့ဟွာဝါသနာပါနေရတယ်သူကမဲ့တရှင်းနေရသလိုက်ဆိုနေတယ်အဲ့လိုအဲ့လိုကြောက်မှကပွဲတွေပါရှင်းတယ်ကိုလည်းကတော့ကြီးဟုတ်တယ်ကျောင်းတုံးရောက်ကအဲ့လိုမျိုးကျောင်းကျောင်းနဲ့တွေ့ရင်အရန်ချစ်တယ်ပေါ့နော်တွေ့ရင်တော့အရန်ချစ်လိုက်တယ်ပြီးတော့ဒါပေမဲ့အငယ်တိုင်းကြီးအဲ့လိုအခုတော်တော်နေရလားဆိုတော့မဟုတ်ဘူးအဲအခုဆိုလဲ ့ဒီနေ့ဘောနော်နောက်နေ့ဆိုရင်တော့ဒီလဲလာလိမ့်မယ်ဒီနေ့တော့ဒီဟိုဟာစားလုပ်ပြီးစားရှိနေမလားဘူးအဲ့တော့အဲ့လိုမျိုးပဲအဲ့တော့အကုန်လုံးက feeling နဲ့ blend ပဲဗျာကွက်လက်ရှိတဲ့နေရာဝင်ဖြည့်ပဲအဲ့လိုမျိုးပဲဟုတ်အဲ့ဒါဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးပဲပေါ့အဲ့လိုမျိုးပဲပေါ့ဟုတ်ဟုတ်ဟုတ်အခုပဲကျွန်တော်ကခလေးနဲ့ပတ်သက်တဲ့အစားအသောက်တွေတော့ကျွန်တော်မစီစဉ်ရဘူးကျွန်တော်လုံးဝမလုပ်တတ်ဘူးကြာဟိုခေါင်းလေးရှုပ်တယ်အဲ့အဲ့ခလေးတော့အစားအသောက်စီစဉ်တာတွေပါလေအဲ့ဒါသူ့ပိုင်းနေတယ်ကျွန်တော်ကြိုးစားနေတာ3လ3လရှိဟုတ်ဟုတ် တော့ကတ်ပြီးတော့ကျူးစားနေဟုတ်ဒါမဲ့လေတော့အခုဟိုတော့အခုလုံနေတဲ့အမှုဟိုပါပေါ့နော်ပြန်လုံနေတဲ့အမှုပညာလှူရှားမှုတစ်ခုကြောင့်လို့ကျွန်တော်နည်းနည်းပြဆမ်းပြဆမ်းနည်းနည်းများနေရအောင်ဖြစ်နေရတော့အဲ့ဒါကြောင့်မလို့လည်းပဲဟိုတုံးလာဘာမှမဖြစ်သေးတာဖြစ်ပါလေဗျာဟုတ်လားအဲ့တော့အဲ့တော့ကျွန်တော်အဲ့ဒီလုပ်ပြီးပြီးသွားတဲ့အခါကျရင်တော့ဟိုကြီးလေးပါကြီးခတ်ပြီးသားကြအဲ့ အဲ့လိုမျိုးစဉ်းစားထားပါတယ်အမှန်တန်လူရထင်တာဗျကျွန်တော်ကကျွန်တော်လုံနေတာပဲရှိတာပေါ့နော်လုံနေတာပဲရှိတာဆိုတော့လေရောင်ပြီးတော့အောက်ကိုချလိုက်တာကျွန်တော်ကလုံနေတာပဲရှိတာကျွန်တော်တို့ကဘယ်လိုမျိုးလုံဟိုကိုတင်ပြီးတော့အဲ့လိုပလန်ကြီးအကြီးအဲ့လိုမျိုးချတာမျိုးမဟုတ်ဘူးဗျာကျွန်တော်မျက်စိရှိမှရောက်လာတယ်ကို့မှာအခွင့်အရေးပေးလာတယ်ဆိုရင်ကျွန်တော်တို့ကလောက်ရမှာပါဟုတ်တော့လောကမှာဘယ်သူမှအကျိုးအခွင့်အရေးတွေကမခံမရဘူး အဲ့ကျွန်တော်ကဘဝနဲ့ရင်းပြီးတော့ကျွန်တော်သိခဲ့တာဟုတ်ဟုတ်ဒီလိုမျိုးဟိုအဲ့လိုမျိုးပေါ့နော်ခင်းလို့ခင်းလို့ပေါ့နော်ခင်းနဲ့ခင်းပြည့်တဲ့အခုမျိုးလေးဟိုကျွန်တော်တို့အပြင်တခြားလူတွေအများကြီးဖြတ်လို့ဖို့လိုအပ်ပါသေးတယ်လို့ဆိုအားလုံးကအားလုံးတို့ရဲ့ဒီလိုမျိုးစားရေးဆိုတာအခြေခံလူငယ်သားတွေပေါ့နော်တော်တော်လေးလိုအပ်နေတာဖြစ်ကြတယ်ကျွန်တော်တို့လိုမျိုးတွေကြည့်ပြီးတော့ဟိုအဲ့လိုမျိုးလေးပဲလိုက်ပြီးတော့ဖြည်းဖြည်းလေးဖြစ်ကြရတယ်ကျေနပ်ပါတယ်ဆိုတော့ဒီဒီပုံမှာ အကုသို့စိတ်မဖြစ်သွားတော့ကုသို့စိတ်လေးဖြစ်ပြီးတော့မုဒိတာပွားနိုင်လို့လည်းကျွန်တော်တို့ဒီပါဒုနဲ့ပါဒီလိုပါ